အလုံးပိုင်းမင်္ဂလာပါဗျာကောင်းစက်တဲ့ထားမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်ရောမဲဆွဲကားရိုက်ခဲ့တဲ့အမှုပညာရှင်တွေပေါ်ဝေဖန်မှုတွေမြင့်တလာနဲ့ပတ်သက်ပြီးဂျိုမျိုးမင်းမှာသုံးသပ်ပြလာတဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှမွေပေးလိုက်ပါရခင်ဗျာဒါမှဂျိုမင်းရဲ့အဲ့ဒီ channel ပတ်သက်ပြီးဘလိုတွေသုံးသပ်ပြောဆိုထားတဲ့ဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေးတာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းစက်တဲ့ထားမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ပြရတဲ့ပတ်သက်တော့နောက်ထပ်အမှုပညာကိစ္စတစ်ခုလည်းဒီနေ့ကျွန်တော်ဒီနေ့ထည့်ပြောပါလိမ့်မယ်။အဲ့ဒါဘာလဲဆိုတော့ဒီဒီဇာကားတစ်ခုရှိတယ်ပြောတန်ဆိုတဲ့ဇာကားရဲ့နောက်အခုရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အတစ်ခုလေ။ဒီနှစ်ခုနဲ့ပတ်သက်ပြီးတော့အခုလောဆယ်တစ်ဖက်မှာဝါရဖြတ်ချီအဖွဲ့တွေပြည်ပြည်အုပ်စုတွေနဲ့ဒီနိုင်ငံတော်ဖြတ်လို့ဖြတ်စီအဖြတ်စီသမားတွေပေါ့နိုင်ငံတော်ဖြတ်စီသမားတွေကဒီဝေမှန်မှုတွေအကြီးကျယ်လုပ်နေကြပါတယ်။ဆိုတော့ဆိုကြတော့ပြောတန်ဆိုတဲ့ဇာကားပေါ့ပြောတန်ဆိုတဲ့ဇာကားဆိုတာကနေဝင်းတို့တွေ့ဆောင်ထားတာပါ။အဓိကနေဝင်းတို့နေဝင်းတို့ဒီဖြုံးဝေစိုးတို့ပါလို့နော်အဲမှာခင်မွေးပါလို့တွေ့ဆောင်ထားတဲ့ပြောတန်ဆိုတဲ့ဇာကား အဲ့ဇာကကိုအဲ့ဇာကနဲ့ပတ်သက်ပြီးတော့အဲ့ဇာကထိုင်းမှာလာပြရပေါ့23ရက်နေမှာထိုင်းမှာလာပြီးဇာကဒီဇာကလာပြပါတယ်ထိုင်းနိုင်ငံမှာလာပြတဲ့ခါမှာထိုင်းနိုင်ငံမှာလာပြအောင်လာဆိုပြီးတော့ဒီဒီရုပ်ရှင် poster ကို promote လုပ်ပေးတယ်သူတို့ဒီကားကိုကြည့်အောင်လို့ဝါရဖြန့်ပေးတယ်သူပူပေးတယ်သူအဲ့လူတွေအကုန်လုံးကို record ယူပြီးတော့ဘာလုပ်မယ်ညာလုပ်မယ်ဟိုလုပ်မယ်ဒီလုပ်မယ်ပေါ့ဗျာ subscription ပေါ့ပြီးတော့ buy call လုပ်မယ် subscription ပေါ့အဲ့လိုမျိုးနဲ့ဒီလုပ်နေပါတယ်သူကလည်းဆိုတော့ဟိုအချမ်းပတ်သမားရင်းမင်းပေါ့နော်အချမ်းပတ်သမားရင်းမင်းကလုပ်တယ်ရင်းမင်းအချမ်းပတ်သမားရင်းမင်းဆိုတော့ကျွန်တော် AC ရင်းမင်းလို့ခေါ်တယ်ကိုတော့အချမ်းပတ်သမားရင်းမင်းပေါ့အချမ်းပတ်သမားရင်းမင်းအဲ့ဒါကိုအဲ့လိုလုပ်နေပါတယ်တော့ဖြစ်ပြောရတော့သူတို့ကဘာလဲဆိုတော့ သူမနိုင်နိုင်အောင်ရှောက်လို့တဲ့ပုံစံဖြစ်လာတယ်။မနိုင်နိုင်အောင်ရှောက်ပြီးတော့လူတွေလည်းဒုက္ခပြီးတာဖြစ်လာတယ်။ဆိုတော့သူတို့ဖြစ်ချင်တာတွေမဖြစ်ရတော့ကသူတို့လှုပ်ရှင်နိုင်မလို့တော့ကသူတို့ဘဝကြီးကတဖြည်းဖြည်းနဲ့ဟိုဘာလို့လမ်းမေးရောက်လာတဲ့အခါသူတို့ဘဝကြီးတဖြည်းဖြည်းနဲ့နှိမ့်ချဆုတ်ပြတ်လာတဲ့အခါကျတော့ဟိုတခြားသောသူတွေဘဝတွေကိုသူကလိုက်ဒုက္ခပြုကြိုးစားတယ်။အဲ့တော့ဟိုနာမည်ကောင်းရဖို့လည်းသူတို့ရအောင်ကြိုးစားတယ်။ဘဝကိုလုံပြီးတော့ဟိုကိုကိုသူတို့သူတို့နာမည်သူဆွတ်တင်ကိုကြိုးစားတာပေါ့။ဆိုတော့ဘိုင်းပြောသူဘိုင်းကိုလို့တော့ထားရရှိရဲ့အနုပေးတဲ့ပေးတဲ့တရားတော့ဒါတကယ်အနုပညာကိုအားပေးခြင်းနဲ့အနုပညာကိုတကယ်ချစ်တယ်ဆိုရင်နိုင်ငံရေးအယောင်သေးပါပဲနဲ့အားပေးတော့ကြပါလိမ့်မယ်။တကယ်အနုပညာတမိုးထားတတ်တဲ့သူတွေက နှုပညာကိုနားလည်သူတွေနှုပညာခံစားတဲ့သူတွေကပိဋိဒတ်အစ်စ်တွေကဒီစာကောက်ကြည့်ပါလိမ့်မယ်။သွားကြည့်ပါလိမ့်မယ်။ဒါပေမဲ့နိုင်ငံရေးရောင်ဘိုင်ရောင်ညာရောင်နဲ့တော်တော်ဖြစ်ကြတဲ့အုပ်စုတွေကတော့သူတို့ကတော့ဒီလိုမျိုးဒီအုပ်စုတွေရဲမဲလို့အုပ်စုတွေ6လုံးလှန်လုံးတွေကြောင်းတချို့ကတော့စိုးရိမ်စီရှိနေတယ်ပေါ့။ကျွန်တော်တို့ဘယ်လိုဖြစ်ဖြစ်ထိုင်းမှာရောက်နေတဲ့ဒီမှာလည်းအားလုံးပြောချင်တာရှင်းရှင်းလေးပါပဲ။ကိုယ့်ရက်တိကျကိုယ့်ယုံကြည်ချက်ကိုယ့်မျှော်လင့်ချက်ကိုယ့်ခံစားချက်ကိုယ့်ရဲ့စံနှုန်းနဲ့ကိုယ့်ရက်တိပါ ဘသူ့ကိုမှကြောက်ရအောင်လို့ဘသူ့မှပြုဆက်ရအောင်လို့ကိုလိုကိုလိုပါကိုထမင်းကိုစားကိုလိုကိုလိုပြီးတော့ကိုဘွားကိုထုတ်တဲ့ကိုလို့ကြပါတစုံပြောက်တစုစုဖွဲ့ရနေကိုလာပြီးတော့ဒီလိုမျိုးလာပြီးဟိုလို့လောက်ပါလားဒီလိုလောက်ပါလားပြောလို့လောက်ရတယ်ဆိုတော့အဲ့ဒါခင်ဗျားတို့ရဲ့ဘဝကိုတို့ကချဲ့နေတာပါပဲခင်ဗျားတို့ရဲ့ဘဝကိုတို့ကအနိုင်ကျင့်ဖို့ကြိုးစားတာဒါကိုလည်းခင်ဗျားတို့အနေနဲ့သိကြဖို့လိုပါတယ်ခင်ဗျားတို့တစ်ချိန်လုံး၄နှစ်ကျော်တစ်ချိန်လုံးခင်ဗျားတို့တောက်လျှောက်ပြားပေးခံရတယ်တောက်လျှောက်ပုံစံမျိုးစုံနဲ့ပုံသွင်းခံရပြီးပြီအဲ့ဒါကိုမှခင်ဗျားတို့ကနားမလည်ကြသေးဘူးဆိုရင်တော့အခုချိန်နားမလည်သေးဘူးဆိုရင်ဒါကခင်ဗျားတို့ရဲ့စဉ်းစားရမယ် အပိုင်းဖြစ်လာပြီပေါ့ခင်ဗျားတို့ရက်တိချက်ကိုစဉ်းစားမှပဲဖြစ်လာပြီပြီးခင်ဗျားတို့ဘောအကြောင်းစဉ်းစားဖို့လိုလာပြီပေါ့ဆိုတော့လူတွေအားလုံးကကိုယ့်ဘဝနဲ့ကိုတောင်းနေကြတာနော်ဆိုတော့ဒါလေးတော့ပြောချက်လို့ပြောတာနောက်တစ်ခုကတစ်ချိန်တုန်းကပဲဒီရုပ်ရှင်ကာရကာထွက်လာတယ်ပေါ့နော်ဒီဘာလို့ဆိုရွေးကောက်ပွဲနဲ့ဆက်ဆက်ပြီးတော့လက်ရှိနိုင်ငံရေးခင်းကျင်းနဲ့ချိန်ဆက်ပြီးရုပ်ရှင်ကာရကာထွက်လာပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီအဲဘာခေါ်လဲဆိုတော့ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများဆိုတဲ့အမည်ပေးထားတဲ့အဲတစ်ဖက်ကခေါ်ရွေးကောက်ပွဲစီယုံတဲ့ကားပေါ့တကယ်တော့ရွေးကောက်ပွဲစီယုံတာဆိုတော့ဒီကျွန်တော်တို့နိုင်ငံအနာဂတ်ကိုဘယ်လိုပုံဖော်သင့်လဲဆိုတော့မျိုးဥတည်ရိုက်ထားတဲ့ဇက်ကားပေါ့နော်အဲ့ဇက်ကားကိုတရုတ်ဆောင်တာကတော့ကိုနေတူးမြင့်မြတ်နေဝင်းအေဂျင့် ဲ sorry အေးချမ်းမအောင်ပြောရအောင်နော်ကိုနီကိုနီတို့မြင့်မြတ်နေဝင်အေးချမ်းမအောင်အစရှိရဲ့နာမည်ကျော်ထိတ်ချမ်းဖို့တင်းဆောင်နေအကုန်ပါပါတယ်ဒီဘက်မှာတော့ချူလေးတို့မင်းမြင့်မိုးတို့အောင်ခိုင်းတို့ငါပြောကြတို့စူပါလင်းတို့တွက်လက်တို့အစရှိရဲ့တင်းဆောင်တွေလည်းပါဝင်ပါတယ်ဆိုတော့ဒီသာကားကကြည့်ရတာလုံခဲ့တဲ့ကာလဒီအများကြီးရဲ့ရိုက်ထားပုံပေါ်ပါတယ်ဘာလို့ဆိုတော့ဒီမှာစူပါလင်းအောင်ပါတယ်ဆိုကြတဲ့ကစူပါလင်းကအဲတခြားကိစ္စနဲ့အမှုမှုဖြစ်နေတဲ့လူတယောက်ဆိုတော့ဒါဆိုရင်လုံခဲ့တဲ့၄သုံးလပေါ့နော်ဖြစ်နေတဲ့လူဆိုတော့ကြည့်ရတာဒီနှစ်အစောပိုင်းကလေးကဒီကောက်ရိုက်ထားသလားသို့မဟုတ်ပြီးခဲ့တဲ့သိမ့်တာကြီးရိုက်ထားသလားမသိဘူးဘလို့ဖြစ်ဒီသာကားကတော့ထွက်လာတဲ့အတွက် ဲထွက်လာတဲ့အတွက်တစ်ဖက်ကတော့ဝါရဖြန့်ချီအဲဘိုးဘက်ကပြည်ပြည့်အုပ်စုတွေကတော့ဒါကြီးကိုတကုံပုံဖြတ်ပြီးပြောတာပြောကြပါတယ်အဓိကတော့တော်လိုင်းကြီးကိုပုံဖြတ်တယ်ပေါ့ဗျာအဲ့လိုပြောတယ်သူကဝေဖန်လို့ဆိုကိုနေတို့လိုကိုမြကိုနေတို့လိုမြင့်မြတ်တို့နေဝင်းလို့အေးချမ်းအောင်လို့အေးချမ်းအောင်လို့ချူလေးမြင့်မြတ်မို့အောင်ခိုင်တဲ့ပြောကြော်စူပါလင်းတွက်လဲအဆရှိရဲ့အမှုမြန်ရှိအကုန်လုံးသူဝေဖန်ပုတ်ခတ်မှလုပ်တယ်ဆိုတော့ဒီဇာကားထဲမှာတော့ကျွန်တော်ဇာကားကိုတိချာအဆအဆုံးမကြည့်ရသေးဘေးမဲ့ကျွန်တော်နားလေတာတခုတော့ရှင်းတယ်ဒီအမှုမြန်ရှိတဲ့အကုန်လုံးဟာ ဘာလို့ပြလဲမင်းနိုင်ငံတော်ကိုသူတို့ရဲ့တက်ဆောင်းတဲ့ပညာနဲ့လူပညာနဲ့ပြန်ပြီးအလုပ်ကြီးပြုလာလို့ခေါ်တယ်။ဘာလို့ဆိုတော့ကျွန်တော်စဉ်းစားကြည့်မယ်ခု2021နိုင်ငံခင်းချင်းနဲ့အတူပြည်သူလူထုကအမှုပညာရှင်တွေအကြောင်းပြည်သူလူထုကအသက်အိုးအိမ်စီးနေပေါ့ဘဝပေါ့မျိုးဆိုပျက်စီးခဲ့ပြီပြည်လူပညာရှင်အချို့ကြောင့်အဲ့တော့ပြည်သူလူထုရဲ့ဘဝကိုလမ်းမတွေပို့ခဲ့ရတဲ့လူပညာရှင်တွေကအသက်တိတ်နေကြရမယ်။ပြည်သူလူထုကိုအေးချမ်းစွာနေစေခြင်းနဲ့ပျော်ရွှင်စေခြင်းနဲ့ကောင်းမွန်နေစေခြင်းနဲ့လူတွေကြတော့ပြည်သူလူထုကိုဘယ်လိုစီးအောင်လဲဘယ်လိုပြန်ခေါ်မလဲပြည်သူလူထုကိုအေးအေးဆန်းဖြစ်အောင်ပြည်သူလူထုကိုလမ်းပြဖို့အတွက်လူပညာရှင်အချို့မှတာဝန်ရှိတယ်သူတို့တာဝန်ထမ်းဆောင်ဖို့သူတို့ပြောဆောင်လူပညာနဲ့ပညာနဲ့သူတက်သွားတဲ့လူပညာနဲ့ပြည်သူလူထုကိုတာဝန်ပြထမ်းဆောင်ပေးတယ် တော့ရွေးကောက်ပွဲလိုဟာမျိုးဆိုရင်ရွေးကောက်ပွဲသူထောက်ခံကြည့်လို့ပြီးတဲ့အနေနဲ့ဒါလုပ်ပြီးတယ်အဲ့တော့28ခင်းချင်းမှာဆန္ဒပြတဲ့ဟာတွေမှာဆိုလို့ရှိရင်ဆန္ဒပြတာရဲ့အကျမ်းဖက်တာရဲ့နှမျိုးရှိတယ်ဆန္ဒပြတဲ့ဟာကဆန္ဒပြတဲ့အထိကျွန်တော်တို့ကအကုန်လုံးကိုလက်ခံတယ်လူတယောက်ကဆန္ဒပြဝင်ဆန္ဒပြတော့ကျွန်တော်တို့ဘာမှဟိုကန့်ကွက်စရာမရှိဘူးဒါကြီးကိုကျွန်တော်တို့မှားတယ်မပြောဘူးတကယ်ဆန္ဒပြတဲ့နဲ့ပြတော့ကောင်းတယ်ဒါပေမဲ့ဆန္ဒပြတာကနေနောက်တစ်ဆင့်အကျမ်းဖက်လာတာကိုယ့်ရက်ွက်ကကိုကိုယ့်ရက်ွက်ရက်ွက်တစ်ခုတည်းလမ်းတိုင်းမှာခါလေဟိုပိတ်ဒီပိတ်ပိတ်ပြီးတော့ ဟိုရက်ကွက်တစ်ခုကိုစစ်တက်တက်လုပ်ပြီးပုံမမျိုးရက်ကွက်တစ်ခုကကို့ data တစ်ခုလိုမျိုးအပိုင်း data တစ်ခုလိုမျိုးလုပ်ပြီးတော့ဟိုချက်ချက်နဲ့လုတ်ခဲ့ကြတဲ့ကာလာတစ်ခုကိုဖျက်သိမ်းခဲ့ကြတယ်အဲ့ဒါခင်ဗျားတို့လည်းရန်ကုန်မှာနေလို့သိတယ်ကျွန်တော်လည်းသိတယ်အဲ့ဒါကို့ရက်ကွက်ကိုကိုပြိုင်အောင်ခင်ဗျားလမ်းကျူတက်တယ်ပြန်လို့ပြောဟိုပတ်ဒီပတ်ဒီလိုပတ်နေတာရက်ကွက်ထိတ်ဒီမှာခင်ဗျားကင်းတဲတွေစောက်ဟိုလိုက်ချတရားချအဲ့လိုမျိုးလုပ်တယ်လမ်းတွေပေါ်မှာတာယာကွင်းတွေမီးရှူတယ်အိမ်ပေါ်လမ်းတွေပေါ်မှာတတ်တိုင်းလေးဖြိုးလဲပစ်တယ်အားခင်ဗျားတတ်တိုင်းကျူပါထမိန်လေးတက်လမ်းနေအားငုံဆုံးပေါ့ဗျာဆန္ဒပြနေမီးမျိုးစုံနဲ့အချက်ပတ်တဲ့ဘက်ကိုအသွင်ဆောင်သွားတဲ့ဟာတွေရှိတယ်ဆိုတော့အဲ့ဒီအဲ့ဒီရုပ်ရှင်ကားထဲမှာဒီစကားထဲမှာအဲ့ဒီဟာတွေကပါတယ်ဆန္ဒပြတဲ့ ဟာမှာဆန္ဒပြရကနေဂျမ်းဖတ်မှုဖြစ်သွားတဲ့ဟာတွေရုပ်ကတိပါတယ်အဲ့ဒါကိုသူတို့ကပောက်ွဲတယ်အဲ့တော့ပောက်ွဲတယ်ပြီးတော့မြင့်မြတ်တို့နေဝင်းတို့အေးချမ်းမောင်တို့ကိုနေတို့တို့ကသူတို့ဘက်ကိုမပါတော့လို့ဆိုပြီးပောက်ွဲတယ်သူပြင်ဒီလူတွေရဲ့အင်အားနဲ့ပြည်သူလူကပြန်ပြီးတော့ပြည်သူလူအမြန်မှန်ရလာမှာသူတို့စိုးရိမ်တယ်ဒါကြောင့်မလို့ပြည်ပြည်အုပ်စုကအဲ့ဒီလူမြန်ရှင်တွေဝိုင်းဖိအားပေးတယ်ကျွန်တော်တို့အဲ့လူမြန်ရှင်တွေကိုအားလုံးပြောပါမယ်ကိုနေတို့လည်းကိုနေတို့လိုမြင့်မြတ်တို့နေဝင်းတို့အေးချမ်းမောင်တို့အကုန်လုံးနော်အကုန်လုံးတော့ဒါဒီကျူးလေးတို့ကစာလူမြန်ရှင်တွေအကုန်လုံးကျွန်တော်ကဲတော့တခုပြောချင်တာကကျွန်တော်တို့အဲ့လိုပြည်ပြည်အုပ်စုဝေဖန်တာကို စိုးရိမ်နေကြမလို့ပါဘူးကိုလိုကိုလိုပါခင်ဗျားတို့ကိုလိုဆရာဆရာလုပ်ခဲ့ပြီခင်ဗျားတို့တိုင်းပြည်တာဝန်ခြေပုံခဲ့ပြီတိုင်းပြည်တိုင်းပြည်အတွက်တာဝန်ခြေပြီပြည်သူလူထုအတွက်တာဝန်ခြေပြီခင်ဗျားတို့လိုဆရာဆရာလုပ်ပေးခဲ့ပြီဖြစ်တဲ့အတွက်ခင်ဗျားတို့ဘာပဲပြောရှေ့မှာခင်ဗျားတို့ဘာပဲလုပ်ခဲ့ဒီနေ့ဒါတွေဟာတိုင်းပြည်အတွက်အကျိုးရှိလို့ခင်ဗျားတို့လုပ်ပေးတဲ့အတွက်ကျွန်တော်တို့ကယေရှုတင်နေခင်ဗျားတို့အားပေးနေတဲ့ပြည်သူတွေကတန်းတဲ့ချီရှိပါတယ်ဒီအချက်ပသမလူတစုကြောင့်ခင်ဗျားတို့စိုးရိမ်စိတ်တွေမများဖို့ကျွန်တော်သတိပေးချင်ပါတယ်ဘာလို့ခင်ဗျားတို့ဒီအချက်ပသမတွေဝါရဖြန့်ချီလုပ်ပြီးတော့ခင်ဗျားတို့စိုက်ဝါတွေပေးနေတာကိုခင်ဗျားတို့ကလန့်ပြီးတော့အလုပ်မလုပ်ရမှာစိုးလို့ပါ ဒီအကျံပသမားတွေကခမရို့ဖိနှိပ်မှုစူးစမ်းလေလေနှိမ်ချမှုစူးစမ်းလေလေပုတ်ချမှုစူးစမ်းလေလေခမရို့ကကိုယ့်အရေးချင်းကိုယ့်အယူဆကိုယ့်ယုံကြည်ချက်ယက်တီချက်နဲ့ယုံကြွပြီးတော့တိုက်ပြည့်အတွက်လုပ်ပြလေလေလောက်ရမှာဖြစ်ပါတယ်အဲ့တော့ခမရို့အနေနဲ့လုပ်ပါကျွန်တော်တို့တိုက်တွန်းပါတယ်ခမရို့အနေနဲ့လုပ်ဆက်ချက်ဆက်လုပ်ပါ channel တို့ပြရရှိနေလဲဒီလိုပါပဲ တစ်ဖက်ကပြည်ပြည်ဥစုဆိုတာမြန်မာနိုင်ငံကိုပြန်အောင်ဝင်လာလို့မရတော့တဲ့အနေအထားကြီးရောက်နေတဲ့အချိန်မှာခင်ဗျားတို့ပါအောင်စိုးရနေတာလို့လေကိုလို့ဆရာချက်လို့ပါခုနုပညာနဲ့တိုင်းပြည်ကိုအကျိုးပြုပါပြည်သူလူအကျိုးပြုရလို့လုပ်ပါဒါဒီအားပေးပါတယ်အဲ့တော့ကိုပဲဥစုကတော့ခင်ဗျားတို့ကိုပုံပုံပြမျိုးစုံရေးသားပါလိမ့်မယ်ဒါလိုကောင်းနေမထက်ပါနဲ့ကိုလို့ကိုလို့ပါဒါပဲကျွန်တော်ပြောပါမယ်ကိုလို့ကိုတခြားလှုပ်ဆောင်ပါပြည်သူလူတို့ကခင်ဗျားတို့အားပေးဖို့စောင့်နေတန်းနေချီပြည်သူလူအများကြီးရှိပါမယုံရင်ခင်ဗျားမြန်မာနိုင်ငံမှာရှိတဲ့စိုက်တဲ့မျိုးတွေတွေသွားကြည့်ပါခင်ဗျားတို့ကမှဒီလိုမျိုးတရုတ်ဆောင်လို့စိတ်ဆိုးတဲ့ပြည်သူရှိသလားမရှိသလားတကယ်အားပေးတဲ့ပေးတဲ့အစ်ကခင်ဗျားတို့ဒီလိုတရုတ်ဆောင်လိုက်လို့စိတ်ဆိုးသလားမဆိုးဘူးလားဆိုတော့ တေချာလိုက်လွိလာချင်လိုက်အဖြေထွက်သွားပါလိမ့်မယ်ကျွန်တော်တို့ Facebook အောက်မှာလာတယ်လာပြီးမှတ်နေဒီ computer fighter လေးပေါ့နော် keyboard fighter အုပ်စုပြည်ပြည် keyboard fighter အုပ်စုရဲ့ command တွေကိုဖတ်ပြီးတော့တော့ကမများပါနဲ့ကိုယ်လိုကိုယ်လိုပါအဲ့ဒီ command တွေအားလုံးကိုလည်းမလိုရရင်အကုန်လုံး command တွေပိတ်ပစ်လိုက်ပါပြီးရရှင်းအောင် command တွေပိတ်မိတ်လေ command ဖွင့်ထားပြီးတော့မဝင်မဖတ်ဖက်နဲ့လှုပ်ပေးထားလိုက်ပါဘာကြောင့်လဲဆိုတော့ဝင်ဖတ်နေရင်လှုပ်ရှုံပါဆိုလို့ ဝင်ဖက်နေတော့ကာမြန်တော့ဆိုဖက်မနေပဲလွတ်မိထားလိုက်ပါဒီအချမ်းဖက်သမားကီးဘုတ်ဖိုင်တာတအုပ်စုကခင်ဗျားတို့ဒီလိုပဲအုံနေချင်းလုပ်ပါလိမ့်မယ်ဒီကီးဘုတ်ဖိုင်တာအုပ်စုကအဲ့လိုလိုပဲဝါရဖြန့်ချင်းရင်းနဲ့တို့ကကျွန်တော်တို့ဒီဘက်မှာ၄ညတော့၅ညတော့မှာပောက်တော့ပြရလေလုတ်ခဲ့ပြီးပြီအဲ့တော့ကိုလိုကိုလိုအင်းနဲ့လွတ်ဆရာရှိတာကိုသွားကြပါလို့ကျွန်တော်တိုက်တော့မှာလေကျွန်တော်တို့ခင်ဗျားတို့အားပေးနေပါတယ်ဆက်ပြီးတော့လုတ်ပါတိုက်ပြီးကောပြည်သူလူထုအတွက်ကောအားတူမှန်တယ်လွတ်ဆရာရှိဆက်လုတ်ပါကျွန်တော်တို့အားပေးနေပါတယ်ပြီးတော့ကျွန်တော်တို့လိုပဲတန်းပေါင်းများသောပြည်သူတွေခင်ဗျားတို့အားပေးနေတယ်ဆိုတော့ မမေ့နဲ့လို့ကျွန်တော်တို့ဒီညမှာထပ်ပြောပါတယ်အဲ့တော့ဒီလူတွေကို BC လို့ပါလို့ CB လို့ပါလို့ဘာလို့ညာကိုပြောမနေနဲ့ကိုလေးလူကြီးတော်မှာပဲ BC လို့ပါလို့ပြောခဲ့ရတယ်မဟုတ်လားဒါပဲကိုကြီးကိုလေးသူ့လိုလုပ်တာပဲမစီပဲခဏလည်းဒီလိုပဲကိုလိုကိုလိုကြားရတဲ့ဘာပြောဟိုကိုဘွားကိုတမိုင်းကိုရှိကြတာအကောင်းဆုံးပါဟိုပြည်ပြည်တွေကတော့ခပတ်တော့နာအိမ်နာတော့ငါတည်နေမှာမဟုတ်ပါဘူးအဲ့လိုတော့ပြီးတော့အဲ့လိုပဲပြောချင်ပါတယ်နော်ဒါလေးကတော့ဒီဟာကိစ္စတစ်ခုပါနောက်တစ်ခုကကျွန်တော်တို့အမ်နောက်တစ်ခုကကျွန်တော်တို့ဒီဘာရှိလဲဆိုတော့လူပညာကိစ္စနဲ့ဆက်ဆက်လို့ဖြစ်ရင်တော့ဆက်ဆက်တဲ့ကိစ္စမဟုတ်တော့ ခြားတစ်ခုသွားပါတော့မယ်အဲ့ဒါဘာလဲဆိုတော့ဒီ KK Park ကိစ္စပါ KK Park ကိစ္စကတော့ခြားမဟုတ်ဘူးအခုဒီနေ့ဆိုရင် KNU က KK Park နဲ့ပတ်သက်ပြီးတရင်ထုတ်ပြန်ပါတယ် KNU ထုတ်ပြန်ချက်ကိုကျွန်တော်ကြည့်လိုက်တဲ့အခါကျတော့သူက26ရက်ရစွန်းနဲ့ KNU ထုတ်ပြန်ပါတယ်အဲ့ဒါဘာလဲဆိုတော့ KK Park နဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့မီဒီယာအချို့ပါတယ် KNU အဲဒီဒီ KK Park မှာ KNU က online ကိုလေလုပ်ငန်းလုပ်ဖို့တော့မြင်းငါရမ်းခြင်းလို့လုံခြုံရေးစောက်ချောက်ကရယူခြင်းလို့အပြုမဲ့ရှိလို့ဆွဆွဲထားတယ်တဲ့ KNU ကဒီဆွဆွဲချက်အလုံးကိုပြည့်ရတာညင်းတယ်ညင်းလို့ပါတယ်ပေါ့နော်ပြီးတော့ဒီစိုးစုကဆွဲထားတဲ့ဒီဧကတရာမြေခွက်ပေါ့နော် Trans Asia International Holding Group ထိုင်းကုမ္ပဏီနဲ့ကိုယ်တော်ဆောင်ချင်းဆိုတာကိုတဲ့မူလီမူလီအလင်းကုမ္ပဏီက2020ဒီဇင်ဘာလရက်ရက်ဆိုင်မှုထုတ်ပြန်ပြီးဖြစ်တယ်တဲ့အဲ့ဒါနဲ့ပြီးတော့ KKPAT online ကိုလည်းငန်းရဲ့အေကငန်းရရှိတယ်မြို့ကွက်တွေကလည်းတီးခြားစီဖြစ်ပြီးတော့မြို့ကွက်တစ်ခုလည်းတစ်ခု3ကီလိုမီတာအကွာမှာတည်ရှိပါတယ်တဲ့အဲ့တော့ KKPAT online ကိုလည်းငန်းရတယ် KNU ရဲ့လုံးဝလုံးဝသက်ဆိုင်မှုမရှိပဲစေအုပ်စုပဲပြောရဆိုမှရှိဆိုဆွဲချက်ကို KNU နေနဲ့ပြည်သားညင်းဆိုပါတယ်ဆိုပြီးတော့ဒုတိယတပုံကြည့်ပါဆိုရွေးချယ်မှာထုတ်ပြတယ် ပြီးတော့စစ်တပ်ကပြောရေးဆိုခွင့်ရှိသူပါတဲ့မြန်မာနိုင်ငံ online ကိုလေ gain နေနေပတ်သက်ပြီးတော့ CIA ချုပ်မှတ်ရှိသူဖုတ်ကွယ်လို့အတွက် KNU ကိုမဟုတ်မဆိုးဆိုးပြီးတင်းမှာဖြန့်ချီရဖြစ်တဲ့အတွက် KNU အနေနဲ့ညှင်းပယ်ချောင်းထုတ်ပြန်ပါတယ်ဆိုပြီးတော့ပြောတယ်ပြီးတော့မြေပုံညှို့နေနေပါပြတယ်ပေါ့နော်ဆိုတော့ပြောရရင်တော့ KNU ရဲ့အဲ့ဒီငင်းဆိုချက်ဒီပိုင်းနေကျွန်တော်မြင်တယ် KNU ရှင်းအောင်ပြောတော့ဒီ KK ဘက်ကတို့တော့မဆိုင်ဘူးတဲ့ညင်းအောင်ဗျာမဆိုင်ဘူးဒါစစ်တပ်ကငါတို့ဆိုးဆိုးရတယ်ငါတို့ဘာမှမဆိုင်ဘူးဆိုပြောတယ်လို့မင်းတို့ပြောတဲ့ဟာနဲ့ KK ဘက်နဲ့ငါတို့ဒီလုပ်ခဲ့ဘူးလေဧကတရာ project အဲ့ဒါနဲ့နီးတယ်ငါတို့ကျွန်တော်ဧကတရာ project မှာမူလီအရင်နဲ့ထိုင်းဘက်ကကိုပြီးတော့ငါတို့တွဲလုပ်ခဲ့ဘူးဒါပေမဲ့ငါတို့နှုတ်ထွက်ခဲ့ပြီးပြီဆိုင်ဘက်သူတို့ပြောတယ် တော့ဟိုဘက်ကမင်းတို့ကအိက900ငါတို့လူတာမဟုတ်ဘူးဆိုတော့သူပြောတယ်။အဲပြီးတော့မစ္စတာကဒါမင်းတို့ငါတို့ဒါပုံချတာမင်းတို့လုပ်နေတာဆိုပြန်လို့ရုပ်ပြထုတ်ချင်တော့ဒီကီကီပတ်နဲ့အိဆာရဲ့နောက်ကွယ်မှာဇလန်ကြီးအများကြီးရှိရတယ်။ကျွန်တော်ဟိုလည်းပြောရင်တချို့ကိစ္စလေးတွေကပြောရနေနေခဲ့တယ်။ပြောနေခဲ့တယ်ကျွန်တော်ပါတယ်။ဥပမာကျွန်တော်ခဏပြောအိက100အိက100ကိုအိက100 project ကဟုတ်တယ်။ရင်းတော့ကဲလို့တကယ်လုပ်ခဲ့တယ်။ဒီကိစ္စမကိဟန်ဘူးပြောတဲ့ဟာတော်တော်များများရင်းနီးစပ်နေတယ်။အဲအိက100 project ကိုသူတို့လုပ်ခဲ့ဘူးလေ။ဒါပေမဲ့သူတို့2022လောက်မှာသူတို့နှုတ်ထွက်တယ်လို့သူတို့ပြောတယ်။အဲ့ဒါလည်းမှန်တယ်။ ကဲနူဘာလို့နှုတ်ထွက်လဲ तू ကချင်းနေမှန်မှန်သူ့လိုသူနှုတ်ထွက်တယ်เนาะရဆိုင်သူသူနှုတ်ထွက်နှုတ်ထွက်ပြီးတော့အဲ့ဒီဟာကိုဘယ်သူတွေယူထားလဲလို့မင်းအဲ့ဒီအကတရား project ကတည်တည်လေးတည်တည်အဲ့ဒါဘယ်သူယူထားလဲအဲ့ဒီຢာရဲ့နောက်ကဘယ်သူရှိနေလဲပွင့်လို့ပြော DGB ရဲ့ BDF ရဲ့အဲ့ဒီနှစ်ဖွဲ့နဲ့ဆက်ဆက်နေတယ်အဲ့ဒီ AK pack တို့နောက်ကဟို AA တို့က DGB BDF နဲ့ဆက်ဆက်နေတယ်ဟုတ်အဲ့ဒီမြေတွေကတော့မြေတွေကတော့ KNU ကရခင်တော့အဲ့မြေတွေညာသူတို့ရှိခဲ့ပြီးခဲ့ပြီဒီ၄ကီကိုဖြစ်စဉ်ဟုတ်လုံးခဲ့တဲ့တစ်ခေါက်၄ကီကိုဖြစ်စဉ်နောက်ပိုင်းနဲ့ KNU ကအဲ့မှာမဆိုင်တော့ဘဲနဲ့အဲ့မှာ DGB AA တို့ BDF တို့ကတဆွေးနေရတဲ့နေရာဖြစ်သွားတယ် ပြီးတော့အာအဲ့ဒီနေရာဒီမှာအဲ့ KK pack ဆိုလို့ရှိရင်ရွှေကုတ်ကိုထဲ၄စာလောက်ကြီးနေတယ်တကယ်မြင်မှာရွှေကုတ်ထဲ၄စာလောက်ကြီးနေတယ်အခု KK pack ထဲမှာတက်ကဝင်ပြီးနေရာယူဖို့ကြိုးစားတယ်ဝင်ရောက်စစ်ဆေးမှုတွေလုပ်တဲ့အခါမှာအဲလုပ်တဲ့အခါမှာ BGF ဆိုဘုံဘုံစော့တင်ဝင်ဘုံဘုံစော့ဘုံဘုံစော့တင်ဝင်ပေါ့စော့တင်ဝင်ဥဆောင်တဲ့ BGF အဖွဲ့ဘက်ကနည်းနည်းသဘောထားကတင်းတင်းမာမာရှိရပုံပေါ်လဲဆိုတဲ့တိုင်းကြီးကျွန်တော်ကြားတယ်ကြားတယ်နောက်တစ်ခုကဘာလို့ဒီကြားလဲမင်းပေါ့နော်ဘာလို့ကြားလဲမင်းဒီစစ်တပ်က KK pack ကိုဝင်ရောက်စီးနှင်းပြီးတော့ရှာဖွေတယ်ကြားဖြတ်နေနှိမ့်နှိမ့်စူးစမ်းတဲ့ကိစ္စကို ဆော့တင်ဝင်အုပ်စုကမကြိုက်ဘူး။မိချက်ဆော့တင်ဝင်အုပ်စုမကြိုက်ဘူး။အဲ့ BDL နဲ့ပတ်သက်ရင်ခါတို့ကပြဿနာနှစ်ခုသုံးခုကွဲနေတယ်။ BDL လို့ပြောရင်ခါတို့ကဟိုဆော့ချစ်သူနဲ့နိုင်ငံစိုးတို့ကိုပြင်းပြင်းတယ်မဟုတ်ဘူး။ BDL ပြအများကြီးပဲ BDL အောက်မှာဆော့ချစ်သူဆော့ချစ်သူအုပ်စုရှိတယ်။ခုနကဆော့တင်ဝင်အုပ်စုလည်းရှိတယ်။ရှားဖွဲ့လည်းရှိသေးတယ်။အဲ့တော့တဖွဲ့ချင်းနေမတူတဲ့ဖွဲ့တွေဖွဲ့တယ်။အုပ်စုတွေခွဲထားပြီးတယ်။အဲ့တော့ဒီရွှေကုတ်ကိုလည်းပတ်သက်ရင်တော့ဆော့ချစ်သူနိုင်ငံစိုးတို့နဲ့ဆိုင်တယ်။ဒါပေမဲ့ကျန်တဲ့ဒီဘက်ကဟာတွေလည်းကျတော့သူတို့နဲ့မဆိုင်တော့အဲ့ဒါတခြားအဖွဲ့တွေဖြစ်တယ်။ပြောရင်တော့ဆော့ဆော့တင်ဝင်ဆော့တင်ဝင်အုပ်စုနဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ်။အဲ့တော့ ရွှေကုတ်ကိုမှဖမ်းလေစီးတယ်ဘာညာလုပ်ပြီးရွှေကုတ်ကိုနှိမ့်နေ operation မှာစောချစ်သူတို့အုပ်စုကပူပေါင်းအပြည့်အဝပူပေါင်းပါဝင်ပြီးတဲ့အတွက်စောချစ်သူတို့အုပ်စုကမှာနိုင်ငံတကာကရောထိုင်းဘက်ကရောအမြင်ကောင်းတဲ့အမြင်ကအာဒီကောင်တွေတကယ်ပူပေါင်းပါဝင်ပြီးတယ်ဒီကောင်တွေကတော့ဒါမဆိုးဘူးမဆိုးဘူးလို့ဖြစ်လာတယ်ဒါပေမဲ့ရွှေကုတ်ကလည်းလိန်နာတရုတ်ပြည်ကိုပြန်လှမ်းလိန်တရုတ်ပြည်တရုတ်ပြည်ကိုလှမ်းလိန်တယ်အခုအခုကီကီပတ်ကကြတော့ပူပေါင်းလင်းပြောရင်ဒီကီကီပတ်ကနောက်ွယ်မှာတယ်ကျွန်တော်ဒီနေ့သိလိုက်ရတဲ့ information တစ်ခုရှိပါတယ်ကီကီပတ်ကနောက်ွယ်မှာကီကီပတ်ထဲမှာရှိနေတဲ့လူတွေလိန်နာပဲလို့ဆိုအမေရိကန်ကိုလှမ်းလိန်တယ်အမေရိကန်ကိုလှမ်းလိန်တာဆိုတော့အမေရိကန်လှမ်းလိန်တော့ ဒီကိစ္စနဲ့ပတ်သက်ရင် GK ဘက်နဲ့ပတ်သက်ရင်အမေရိကန်ကတော်တော်လေးအကြည့်မရအောင် GK ဘက်ကတော်တော်လေးမျက်စောင်းတော်တော်ထိုးလာတယ် GK ဘက်ကကြည့်မရအောင်အမေရိကန်ကတော့တက်မလို့နေတဲ့ကလည်းအမေရိကန်နဲ့ရင်းချစ်ချင်မှုတိစောက်ဖို့ကြိုးစားတဲ့ပြည်ဆိုင်အနိုင်ရှိတယ်ရှိတော့ဒီအထဲမှာရှိနေတာကိုတက်ကသိတယ်ပြဿနာကအရင်တော့ကစောတင်ဝင်လို့အဆိုကအဲ့နေမှာအထိုင်ချတော့တက်ကလူတရဝင်လို့မရဝင်မယ်ဆိုတော့ဒီခါလေးသူတို့ခုပြေတောင်းရတယ်ခုပြေတောင်းတဲ့ခါကျလို့ရှိရင်စောတင်ဝင်ကလာဆောင်ပြီးတော့သူတို့ပြကြနေတာကိုလိုက်ပြပြီးပြတ်လို့လည်းပြတ်တော့တယ်ပြီးတော့အဲ့ဒီအထဲမှာတချို့အဆောက်အဦတွေဆိုလို့ရှိရင် BG ရအချင်းချင်းတောင်အထဲဝင်ကြည့်လို့မရတဲ့နေရာတွေရှိတယ်လို့ကျွန်တော်အဲ့လောက်ကြားတယ်ပြောရမလားဒီ ကီကီပတ်ကပြဿနာကြီးပဲပြဿနာကြီးပဲနိုင်ငံတော်ကကြတော့နိုင်ငံတော်တာဝန်ဖြစ်တယ်နိုင်ငံတော်ကဒါကြီးကနိုင်ငံတကာကမျက်စိကြားလာတဲ့ဟာကြီးဒါကြီးကရှင်းမရတော့မယ်မရှင်းရင်နိုင်ငံထိခိုက်မယ်ဒီကောင်တွေအကျိုးစီးပွားရနေတာသူတို့ကိစ္စဒါပေမဲ့နိုင်ငံထိခိုက်မယ်ဆိုရင်ရှုတော့မယ်စဉ်းစားပြီးတော့နိုင်ငံတော်ကကြတော့ဝင်ရောက်ပြင်းဖို့ကြိုးစားတယ်ခုထိလည်းရှင်းဖို့ကြိုးစားတယ်အဲ့တော့အဲ့ဒါကိုသောတေဝန်တို့ဆိုတော့တိတ်မကြည်မလဲလုပ်တယ်ပို့ပေါ်တယ်ပြီးတော့ဘယ်လောက်ကြည်ကြလဲဆိုတော့သောတေဝန်တို့ဆိုတာဒီ KK ဘတ်တွေကိုဝင်စီးပြီးတော့နော်ရှောက်ဝေးလောက်ပြီးတော့ဖန်စီလောက်တဲ့ဟာကိုသောတေဝန်တို့ဆိုတာတိတ်မကြည်နိုင်ဘူးမကြည်တော့ဘာလုပ်လဲဆိုတော့ တက်ကဝင်သွားတဲ့အချိန်မှာတက်ကိုပြန်ဝိုင်းတယ်တဲ့လူနှစ်ထောင်လည်းပြန်ဝိုင်းတယ်ဆိုတဲ့တဲ့နောက်ထွက်လာတယ်အဲ့လူနှစ်ထောင်လည်းဝိုင်းဖို့အတွက်ကတခါဘာဆက်လို့လဲဆိုတော့ဝိုင်းနေမှုကထပ်ပြီးအင်အားပြကြလို့ဆို DKBC ကနေလူရန်ထပ်တောင်းနေတယ်အဲ့ DKB ကလှမ်းပြပြီးတော့ငါမပေးရဘူးဆိုပြီးတော့ပြစ်ပြီးတော့သူတို့ချင်းချင်းညှိကြတယ်ဆိုတော့ရှင်းပြရင်တော့နည်းနည်းတော့ပြဿနာရှိနေတာပြီးဒီ KK ဘက်ကနေပြီးတော့ KK ဘက်ကနေပြီးတော့စတင်ဝင်လို့အုပ်စုရတော့တဲ့အကျိုးများကလည်းမနှဲဘူးလို့ကြားတယ်လစဉ်လစဉ်ဘတ်သိန်းထောင်းထောင်းချီရတယ်ဒီ KK ဘက်ကိုဝန်ဆောင်မှုပေးဖို့လေးတယ်လိန်နာပုံနော်လိန်နာကဟိုအကောင်ကြီးတယောက်တွေလောက်တာဒါပေမဲ့ ဝန်ဆောင်မှုဘိုင်းကင်ထားရုံလေးနဲ့ပဲဒီကိကိဘက်ကိုမြင်ငားတာတို့ဘောင်းကြောက်လုထားရုံလေးရဲ့ဒီကိကိဘက်ကအပေါ်ရန်လေး personality ပေါ့ရတယ်တယောက်ကမိတ်ဆွေကဘာလို့ပြောဘူးလဲစကားတခုံးပြောပါတယ်သူကခင်ဗျာဗျာတဲ့ဒီကိကိဘက်ကိုဘာလို့ညာလို့ဘာလို့ကြားဖြန့်ကိစ္စနဲ့ပတ်သက်မြောက်လီမှာမြောက်လီနဲ့တဝိုင်းမှာပတ်လီမှာလာလုံနေကြတဲ့လူတွေရတယ်တိူတွေရတယ်ဖြစ်ဖြစ်ပြောရင်ဗျာတဲ့ဒီလိုကွန်ရက်ပေါ်ကွန်ရက်ကိုခင်ဗျာကွန်ရက်ကိုလည်းလေကွန်ရက်ကိုရေခါလိုက်တယ်ဗျာတဲ့အေးကွန်ရက်ကိုခါလိုက်လို့ဆင်းထွက်လာတယ်ရေတော့ပေါ့မရတဲ့ပတ်စံညာတဲ့အဲ့လိုမရတဲ့ပတ်စံလေးဒီကောင်လေးကကွန်ရက်ကိုထပ်လိုက်ကြီးကင်သွားရင်ကိုကွန်ရက်ကိုခါလိုက်ရတယ်ရေတော့မကြမကြတဲ့ပတ်စံလေးနဲ့လုကြတာဒီကောင်လေးရပါလားတဲ့အဲ့လိုမျိုးတဲ့ ဆိုအခုစောတင်ဝင်ရကိုညက်ကိုခါလိုက်တဲ့ရေအစလေးတော့ပဲရတော့ဘတ်သိန်းထောင်ရှိသေးတယ်လာစအဲ့လောက်ရရင်ကျွန်တော်တို့ကသတင်းကြားဒါစောတင်ဝင်ကိုလည်းညင်ချင်ညင်ပေါ့ဗျာသူညင်နိုင်ညင်ပေါ့ကျွန်တော်တို့အဲ့လို information ရတယ်ဆိုတော့ကြည့်ရစောတင်ဝင်ကသူရနေတဲ့ပတ်စံကြောင့်တပ်မတော်ရဲ့ operation ကိုသူကအကန့်ဟိုဘယ်လိုခေါ်မလဲတိုက်ခတ်လုပ်ချင်နေတဲ့ပုံစံမျိုးကြီးအဲအသွင်တရမျိုးတွေ့နေရတယ်ကျွန်တော်တို့ကြားရပါတယ်ဆိုတော့ဒီပုံစံနဲ့ဆက်လို့ရင်စောတင်ဝင်ကဇာတ်သိမ်းသွားနိုင်တယ်သူကိုသူမသိတာပေါ့နော်မသိတာပြီးတော့ဒီကြားဖြန့်ကိစ္စဟာ BGF နဲ့ DGB အတွက်ဆွဲချသွားနေတဲ့ဓာတ်ကြီးအများကြီးရှိတယ်ဒီ BGF ကောင်းဆောင် DGB ကောင်းဆောင်အကုန်လုံးအကုန်လုံးအစုံလိုက်မလိုက်ကြီး ကိုကံမိသားစုတွေရဲ့လမ်းစဉ်လိုက်သွားနိုင်တယ်ဆိုတော့တို့ကသူတို့ကသူတို့တိတ်ထားမိဖို့မရသေးဘူးပြတချို့တွေအဲ့တော့ဘုံဆော့ချစ်သူကတော့သူကသဘောပေါက်တဲ့အတွက်သူကစောစောစီးချိုလုပ်တယ်တချို့လူတွေကခုနကသဘောပေါက်နေဘူးလက်ရှိဒီမှာရနေတဲ့ပတ်စံကိုမြင်နေတဲ့ခါကျတော့သိပြီးတော့ဟိုဒါကြီးငါငါအကျိုးစီးပွားလာထိရကွာဆိုတော့အတွေ့အမျိုးတို့မှာရှိနေပုံရတယ်နော်အဲ့တော့ဒါဟာနိုင်ငံချင်းချီတယ်ပြုတ်ဝင်ပြန်ဒီကြားဖြတ်နေနေတတ်မလို့ကြားဖြတ်နေနေရဲ့နောက်ကွယ်မှာအမေရိကန်အုပ်စုနဲ့ချိတ်ဆက်ထားတဲ့ကိစ္စအများကြီးရှိနေပါတယ် အမေရိကန်နဲ့ချိန်ဆက်တယ်အမေရိကန်စုကနဲ့ချိန်ဆက်တဲ့ကိစ္စတွေအများကြီးရှိနေပါတယ်ဒါလိုပဲကျွန်တော်ပြောချင်တယ်ဒါတပူပြောလို့မကောင်းပါဘူးဒါနိုင်ငံတော်ကပြောရမယ့်ကိစ္စပဲကျွန်တော်တို့အများကြီးပြောဆက်မရှိဘူးအဲ့တော့ကိကိကိစ္စနဲ့ပတ်သက်ရင် KNU ကဒီထုတ်ပြန်ချက်ဟာပုံမှန် KNU က sorry ရဲ့သတိရသတင်းရပုံရတယ် KNU ကဒါကြောင့်မလို့လေ2020လောက်လေ KNU ကချက်ချင်းချေရဖောက်သွားတာချေရဖောက်သွားတာ KNU ချေရဖောက်သွားလောကပတ်သက်ဒီ KNU ကသူသတင်းရပုံရတယ်အမေရိကန်အုပ်စုကသူသတင်းရပုံရတယ်အဲ့တော့သူကချေရဖောက်ပြီးတော့သူနဲ့မဆိုင်လို့လို့နေရတယ်အဲ့ဒီကိကိပတ်ညီတို့အေးဘောနော်ဒီဒီအကတရားအေးအေးညီတို့အဲ့ညီတွေကတော့ KNU ကအစပိုင်းရှိရပြီမဲ့ဒါပေမဲ့အဲ့ညီတွေကတော့အဲ့ဒီ GB နဲ့ ခုနကဒီဟို BGF ကဟိုဟို software software ဝင်လို့လက်ထဲကိုရောင်းချပလိုက်တာမျိုးတွေငှားပလိုက်တာမျိုးတွေပေးပလိုက်တာမျိုးတွေလုပ်လိုက်သူရှောင်ထွက်သွားတာမျိုးလုပ်ခဲ့တာလို့ကျွန်တော်တို့အချမ်းကြီးကြားတယ်ဒါတွေလည်းနည်းနည်းလေးဝင်မလို့ချင်းတယ်အဲ့တော့တက်ဆိုင်ရာဟာတွေက name ကိုကွင်းစင်းကလေးချာကြည့်မှာပဲရမယ်ကိစ္စဖြစ်တယ်သိသေးကတကယ်တော့ဒီ KK ဘက်ကိစ္စကတော့မမျိုးရှင်းပါဘူးဒါပေမဲ့တက်မတော်နိုင်ငံတော်ကတော့နိုင်ငံတော်တက်မတော်ကတော့သူကရှင်းရှင်းလေးပဲနိုင်ငံချင်းချီလာတဲ့ခါနိုင်ငံနဲ့ချီပြီးတော့လောက်ရမယ်ကိစ္စဖြစ်လာတဲ့ခါမှာစီရေးအရာသူကြီးဝင်ပြီးတော့ကောင်းကောင်းမပြောပြီးစစ်ဆေးမှုတွေလုပ်တာဒါပေမဲ့အဲ့ဒါကိုစစ်ဆေးမှုလုပ်လုပ်တော့လုပ်ပြီးတော့သူက တောင်ဖြစ်နေပတ်သက်တဲ့လူဖမ်းလိုက်ရဖမ်းဖမ်းပြီးသက်ဆိုင်နိုင်ငံပြန်အပ်မယ်ပြီးအဲ့ဆုံးရှုံးထားတဲ့နိုင်ငံကဆုံးရှုံးထားတဲ့ငွေတွေကိုလည်းသူကသက်ဆိုင်ရလူတွေပြန်ပေးအောင်လို့သူကပေးအပ်ပေးမယ်ဒါလည်းနိုင်ငံကလုပ်ပြီးမှာပါဆိုကိုယ်နိုင်ငံနိုင်ငံတိကျချာမှာဆိုရတဲ့အတွက်တက်မလို့ကလုပ်တယ်ဒါပေမဲ့တချို့ကကျတော့ကိုကျူးစီဝါကျတော့အကန့်လေးတွေလုပ်ချင်တဲ့သဘောတွေ့ရတယ်အဲ့တော့အကန့်လုပ်တာများရင်တက်မလို့တော့နိုင်ငံချင်းရှင်လာရင်ဘာမှမဟုတ်ကြည်သွားပါလိမ့်မယ်ကိုကမိသားစုတစုပွဲ့နေတော့မှာပဲနိုင်ငံချင်းရှင်လာတဲ့ခါမှာတက်မလို့တက်မလို့ကအသာလေးနောက်ဆုတ်ပေးလိုက်တယ်ဘုံကလေးဘာဖြစ်သွားလဲဒီလိုပါပဲအဲ့တော့ တက်ကဒါလေးနောက်ဆုံးမပေးဘဲနဲ့အခုထားပါတော့တက်ကဆိုင်ထားပြီးတော့နိုင်ငံတကာ operation ပေါ့နိုင်ငံတကာစစ်စင်ရေးဖွဲ့ကြီးထားရအမေရိကန်ကအုပ်စုကြီးစစ်စင်ရေးနဲ့အုံဦးနဲ့ကြောင်းနဲ့ဝင်လာရင်အဲ့ချိန်တိုင်းစော်တင်ဝင်လည်းပြေးပေါက်မှသာပါလိမ့်မယ်ပြေးစရာလမ်းမရှိဖြစ်သွားပါလိမ့်မယ်အဲ့တော့နိုင်ငံတော်ရဲ့ရင်ွယ်ထဲမှာမနေဘဲနဲ့နိုင်ငံတော်ကသူကအကန့်လေးလုပ်ချင်တယ်ဆိုတော့စော်တင်ဝင်လို့အုပ်စုကြီးနောက် TGB ရဲ့တချို့ကြီးကိုလမ်းကိုယူသလိုဖြစ်ကုန်နေမယ်အဲ့ဒါမမေ့ဘူးတော့လို့ရဲအဲ့တော့ TGB ရဲ့ပတ်သက်ရင်လည်းတချို့ပုံကူကြီး ကိုယ်စဉ်းစားကြဖို့လူကြီးထင်တာပဲဒီကိစ္စမှာလက်ရောမရွှေ့ရှင်းနေပါဘူးเนาะဒါနောက်ပဲမြုပ်နိုင်ရှိတယ်အဲ့တော့ KNU ကလူလဲကြပါတယ်နောက်ကိုဆုတ်တော်တော်ကြပါပြီအဲ့တော့ KNU တကယ်သူ့ထုတ်ပြန်တာပြောရင် KNU ထုတ်ပြန်တာတော်တော်လေးယာရင်တော့တော်တော်များသူပြောတော့မှန်ပါတယ်ဒါပေမဲ့လည်း KNU တွေရဲ့တချို့လူတွေကတော့ဒီကိစ္စရဲ့နောက်ကွယ်မှာအဲလူမသိသူမသိတော့ပါဝင်ပတ်သက်မှုလည်းရှိနိုင်ပါသေးတယ်အဲဒါပေမဲ့စာချုပ်ရဆိုသူတို့ထွက်သွားပြီမဲ့တခြားကိစ္စမှာလူမသိသူမသိတော့ပါတာရှိနိုင်ပါသေးတယ်ခေါင်းဆောင်ခေါင်းပြောင်းထားမျိုးတွေလည်းဖြစ်တာဖြစ်နိုင်ပါသေးတယ်သို့တော့စည်ရင်းစရာညီမမြတ်စည်ရင်းစရာမှာတော့ဖျောက်ထားပြီးသားလို့ကျွန်တော်အချမ်းကြီးနားလည်ထားပါတယ်အဲ့တော့စိတ်ဝင်စားဖို့ကောင်းပါတယ် KK ဘက်ကိစ္စအဲ့တော့ KK ဘက်ပြီးရင် ။နောက်လာမယ့်ကိစ္စကရှေ့ရှေ့ကြောက်ခတ်တယ်။နောက်တစ်ခုကဒီဘိုးရီဝမ်းရဲ့ဘုရားတုံးစုနာဘုရားတုံးစုကရေကုန်းရှိတယ်။ဘာရေကုန်းလဲမသိအရေကုန်းကြီးရှိတယ်။အဲရေကုန်းနာအကြီးတော့ဝိုင်းမှာ။အစောက်ဦးရရှိုးရှိုးနဲ့အကြီးတွေပေါ်နေပါလား။အဲ့တော့ဘိုးရီဝမ်းတို့ကလည်းကြားဖြတ်နေကြီးကြီးစလုံနေတယ်။ကြောက်ခတ်မှလည်းလုံနေပါလား။ကြောက်ခတ်စောကျော်စံကျော်လာလာပဲစောကျော်လာလာ။အဲအုပ်စုတွေကြီးကြီးလုံနေပါလား။အဲ့တော့ပြောရရင်တော့ကီကီပတ်ပြီးရင်တော့ ဝေဝမ်းတို့ဘာလို့ဖွဲ့ရစီလာပါလိမ့်မယ်ခုတည်းကကြိုတင်ပြီးပြင်ဆင်မထားရင်တော့အဲ့ဒီအုပ်စုတွေလည်းတစင်ချင်းလာလိမ့်မယ်လူစားတယ်ဘာဆက်ဖြစ်မလဲစောင့်ကြည့်ပါတော့ဆိုတော့ကြားဖြန့်ကိစ္စဒီနောက်ကမှမြုပ်နေဇလန်ဒီအများကြီးရှိနေသေးတယ်လို့ပဲကျွန်တော်အချင်းချင်းအဲ message ပေးထားချင်ပါတယ်ဘာတွေမြုပ်နေလဲမေးရင်တော့ကျွန်တော်ကြုံလို့လည်းနောက်ဖရမဟုတ်တဲ့အတွက်အသေးစိတ်မသိပါဒါပေမဲ့သိတဲ့အာဏာရဖွဲ့စည်းတယ်လည်းအသေးစိတ်ပြောမှမဟုတ်ပါဘာလို့ဆိုတော့တချို့ကိစ္စတွေကနိုင်ငံချင်းချီချီလာနိုင်ငံကြီးတွေအဆင့်နိုင်ငံအဆင့်နိုင်ငံတော်အဆင့်ဖြစ်နေတယ်တာမန်ကိစ္စမဟုတ်ဘူးလို့ သိထားရင်ရပါပြီလို့ပြောချင်တယ်နော်ဒါအဲ့တော့ဒါလေးက KKP ကိစ္စပါနောက်တစ်ခုကတော့ကျွန်တော်တို့ဒီရန်ကုန်မော်လမြိုင်လေကားလမ်းပေါ်မှာလည်းတိပြပြခတ်မှုဖြစ်တယ်ဘီးလင်းမှာပေါ့နော်တိပြပြခတ်မှုဖြစ်တဲ့ဇင်းလေးလည်းရှိပါတယ်အဲ့ဒါလေးလည်းကျွန်တော်တို့ဖြစ်ပါတယ်ဖြစ်တော့ဒါကတော့ဘီးလင်းမှာဖြစ်ရရင်အကြောင်းရတော့ကျွန်တော်ထင်တယ်ဟိုဘက်ဒီဘက်အဲကြည်ရအောင်မှာဖြစ်နေတဲ့ဇာတ်လမ်းကြောင့်ဒီဘက်မှာလာတိုက်ပွဲဖြစ်သွားတော့မသိဘူးဒါမဲ့ဟိုကတော့တိတ်ရိုင်းဆုံးဖြစ်တော့ပေါ့ဒီနေ့မနေ့အော်တိုဘာ sorry အော်တိုဘာအော်တိုဘာ25ရက်မနေ့ပိုင်းလောက်ပါလေဘီးလင်းမြို့နယ်တောက်ရက်ကြီးရွာအဲ့နာမှာတက်မလို့နဲ့ဒီ KNU ရဲ့တပ်တွေနဲ့ဦးဝန်တော်တွေကြောင့်တိုက်ပွဲထိခိုက်တိုက်ပွဲပြင်းပြစ်ခတ်မှုတွေဖြစ်သွားတယ်ဘီးလင်းဘီးလင်းမြို့ နော်အဲ့မှာဖြစ်သွားတယ်ဆိုတော့ပြောရရင်ရန်ကုန်မော်လမြိုင်အဝေးပြေးလမ်းမကြီးနားမှာရှိတယ်ပြည်လင်းမြို့နယ်အဲ့ပေါ်မှာရှိပြည်လင်းမြို့နယ်တောက်ရက်ကျော်နားမှာတိုက်ပွဲဖြစ်တယ်ထိတွေ့တယ်ဖြစ်တယ်ပြောတယ်ဆိုတော့ကြည့်ရတာ KNU ကကြည့်ရတာဟိုတခုခုကြောင့်တိုက်ပွဲလာပေါ်လာတော့မသိဘူးပေါ့ဆိုတော့အဲ့ဒါလေးဖြစ်သွားတယ်ဒါလည်းအဲ့မှာဖြစ်နေတဲ့ကိစ္စလေးကိုတခါလေးကျွန်တော်ချိန်ပြီးတော့ပြပြတာပါနော်အဲ့တော့ဒါတခုပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီနောက်တစ်ခုကတော့ပါလဲဆိုတော့စလင်းဘက်မှာဖြစ်သွားတဲ့ကိစ္စပါဒါလည်းကျွန်တော်တော်တော်လေးတော့ရင်းထဲမှာမကောင်းပါဘူးခလီတွေတော့ရင်းထဲမကောင်းဘူးခလီမလေးတွေရင်းထဲမကောင်းဘူးအဲ့ဒါပါလဲဆိုတော့မွေးရကြကြီးစလင်းမြို့နယ်ပေါ့နော်စလင်းမြို့နယ်မှာရှိတဲ့အမှတ်တရချင်းကများတန်းတန်းကြောင်း ောင်းမှာရှိတဲ့ဒီ great dam ပေါ့နော် great dam မှာတောင်းတန်တဲ့အကြောင်းသူတဦးကိုတဲ့သူ့ရဲ့သူနဲ့နီးနီးဆက်ဆက်နေတဲ့မျိုးသားကောင်းလေး great way ចောင်းသားနဲ့သူ့ရဲ့တငယ်ချင်း၃ဦးကမွေးနေ့ပဲဆိုပြီးတော့ခေါ်သွားပြီးတော့မွေးနေ့ပဲဆိုနေရာတစ်ခုခေါ်ရတယ်ပေါ့အသေးစိတ်မပြောလို့ပေါ့မွေးနေ့ပဲဆိုတနေရာခေါ်ရတယ်ခေါ်သွားလိုက်ပြီးဟိုလက်ရောက်တော့တငယ်ချင်းနဲ့သူ့ဒီကောင်မလေးကိုသူ့မိသားလိုမျိုးနေတဲ့သူ့ရဲ့ကောင်းလေးနဲ့သူ့ရဲ့တငယ်ချင်းအုပ်စုကအုပ်စုဖွဲ့ပြီးတော့မနှင်းချင်တယ်အဲ့ဒါမှချင်တယ်ပြစ်ပြီးတော့ဖီဒီယိုရိုက်တယ်ရိုက်ပြီးတော့ Telegram မှာပြန်ဖြန့်တယ်ဖြန့်လိုက်တော့ အဲ့ဒါကြီးကအခုအရှက်ကွဲအရှက်ကွဲကျူးနေဖြစ်ကုန်တော့မိမတွေကသိတော့နောက်ဒီအရည်ပြန်လာတဲ့ခါတော့မိသားစုသိတော့စိတ်တွေစိုးကြတာပေါ့အဲ့ဖြစ်စဉ်ကပြီးတဲ့အောက်တိုဘာ23ရက်နေ့မှာဖြစ်တယ်အောက်စဘာမြို့နေ23ရက်နေ့ကဆလင်းမြို့ TG ဖျားနာမှာဖြစ်သွားခဲ့တာတဲ့စဉ်းစားကြည့်ဗျာ grade 12 grade 12 grade 12ဆိုတာဘာမှမရှိဘူးကိုဆယ်လောတဲ့အောက် grade 12ဆယ်လောတဲ့အောက်ပြီး16 second ဒါပဲရှိမှာအထက်မပြေသေးဘူးဗျာအဲ့တော့ဒီရွယ်လေးတွေကဒီလိုလုပ်တယ်ဆိုတာကတော်တော်တော့စိုးရပြန်နော်ဒီဒီ grade 12အကြောင်းသားကဒီလိုလုပ်တယ်ဆိုတာကစဉ်းစားကြည့်သူရေးသားကိုသူကလည်းအထက်မှကျင်တယ်သူတကယ်ကျင်းနေအောင်လုပ်ပေါ့ပြီးတော့အထက်မှကျင်တဲ့ဗီဒီယိုရိုက်တယ် ပြီးတော့အဲ့ဒါယူ online ပေါ် Telegram တင်နေဆိုတော့အဲ့ဒီကလေးတွေဗီဇဘလို့ဗီဇလဲပေါ့နော်ဆိုတော့ law ဆိုတော့အဲ့ကလေးတွေကို selling scam မှာဖမ်းဆီးထိန်းသိမ်းထားတယ်တဲ့နော်ပါတီတင်းနေတာလေထိုင်တင်းနေတာပြီးတော့ရှင်းပြတော့တင်းနေတာပြီးတော့ဒါတို့သက်ဆိုင်ရာတာဝန်ရှိသူတွေကလေးတွေထိန်းသိမ်းစနာပို့မလားဘာဆက်ဖြစ်လို့မသိဘူးအဲ့တော့ဒီကိစ္စနဲ့ပတ်သက်လို့ရှင်လေကလေး၃ယောက်ကအခုကျွလုံသူចောင်းသား၃ယောက်ရဲ့မိဘတွေကနေပြီးတော့ကျွလုံခံရတဲ့ main ကလေးရဲ့မိဘတွေဒါဆိုဆက်သွယ်ပြီးတော့ငွေကြေးပေးပြီးတော့ကြေးပြီးတော့ညှိနှိုင်းတယ်3900လောက်ပေးပြီးတော့ညှိနှိုင်းတယ်ပေါ့နော်3900လောက်ပေးပြီးပေါ့ဆိုပြီးတော့ညှိနှိုင်းတယ်ကြေးပေးပို့ဆိုတော့ဆိုတော့ကျွန်တော်စဉ်းစားတာပေါ့နော် မျိုးသမီးတယောက်ရဲ့ဂုဏ်သိက္ခာကလေးငယ်တယောက်ကမိကလေးတယောက်ရဲ့ဂုဏ်သိက္ခာသိက္ခာ900ပြည့်ကြီးလို့ရတယ်ပတ်စံပြည့်ကြီးလို့ရတယ်ဒါဂုဏ်သိက္ခာနဲ့ဆိုင်တယ်အဲ့တော့ပြီးတော့ခုနကမိသားစုတွေကအနည်းညိနိုင်တယ်ဆိုတော့ကောင်းပါပြီကျွန်တော်ယူလေးမပြောပါဘူးအဲ့ဒီခုနမရင်းချင်းတဲ့ကောင်မရင်းသမားကလေးမရင်းသမား3ယောက်ရဲ့မိဘတွေကိုကျွန်တော်မိပါမယ်ခင်ဗျားတို့သွားညိလို့ပြောတာပါခင်ဗျားသမီးကိုတယောက်ကမရင်းချင်းခင်ဗျားတို့ပတ်စံပြည့်ကြီးမှာအရာစနာပါဒီသေးစာလုတ်တင်လားမလုတ်တင်လားဆိုရဲစဉ်းစားစဉ်းကျင်တော့လည်းစဉ်းစားကြည့်ရအောင်အဖြေထွက်နေပြီတဲ့သေးစာကျွန်တော်ဒါမျိုးကိုယုံပါတယ်လုံးဝလက်မခံပါဘူး လူငယ်လူငယ်ချင်းဖြစ်ကြတာလေဆိုပေမဲ့ဖြစ်လို့ရပါတယ်ဗီဒီယိုရိုက်ပြီး Telegram ပေါ်တင်နေအထိရအောင်မရိုင်းနေလို့ခေါ်တယ်မရိုင်းနေလို့ခေါ်တယ်ကလေးတွေကလူငယ်တဘောကဘလူးဘလူးနေကြမယ်အခုနောက်ပိုင်းကလေးတွေဆယ်ကျော်တဲ့ကလေးတွေ73 74ကျော်လေးရေးစားရထားကြဆယ်72 73ကျော်လေးရေးစားရကြတယ်ဟိုတယ်သွားတယ်အသက်မပြည့်သေးလေတွေ့ရအိမ်တငယ်ချင်းအိမ်တယောက်အိမ်မှာအသက်မပြည့်သေးလေဟိုဖြစ်ကြတယ်ပေါ့ဗျာဒါလူငယ်တဘောတိတိမခဏကိုတိတိမူရစိတ်ကစားရဖြစ်ကြတယ်ရှိဒါပေမဲ့ဖြစ်လို့ရတယ်ဖြစ်တာကိုတော့လက်မခံဘူးဒါပေမဲ့ဖြစ်တာကိုလက်မခံတာတော့ဖြစ်တာကိုဘလို့မှမတတ်တာဘူးတို့တော့အဲ့ဒါဗီဒီယိုရိုက်တယ် တယောက်တည်းအလုပ်ရလည်းမဟုတ်ဘူးအုပ်စုဖွဲ့ပြီးတော့မတင်းကျင်တယ်အထမကျင်တယ်ဗီဒီယိုရိုက်တယ်ပြီးတော့ Telegram ကိုပြန်တင်တယ်ဒါကကြတော့ခင်ဗျားဒီ great trade ဆိုတဲ့အကြောင်းသားရဲ့တယောက်ရဲ့အုံနောက်နဲ့တော့မမီတော့တဲ့ကိစ္စမျိုးကြီးပဲအဲ့ဒီအုံနောက်ကဘလို့အုံနောက်မျိုးစားတယ်ဘလို့စိတ်ကူးမှုလဲဆိုတော့ကျွန်တော်စောက်လို့မရအောင်ဒါကိုကျွန်တော်ရှုတ်ချပါတယ်လုံးဝပြောပြရအောင်အဲ့တော့ကြေးရေးပုံညှိနှိုင်းတဲ့မိဘတွေကိုလည်းကျွန်တော်ပုံမှန်နဲ့မိပါမယ်ကိုချင်းစာတရားထားပါအဲ့ကလေးတွေကိုသားသမီးကိုဆုံးပါပါမိမဆုံးပါဘာမဆုံးပါသားသမီးဖြစ်သွားတယ်ဆိုတော့ကပြို့လို့ရတယ်ပြီးတော့ထောက်စုဖွဲ့ပြီးလုပ်တာဒါမှရိုင်းတယ်လို့ခေါ်တယ်မှရိုင်းတယ်ခေါ်တယ်နော်ဒါပြီးတော့ main lead တယောက်ကဘဝအပန်းကောင်းအောင်ညှိုးလုပ်ပြတာဒါမှမလုပ်ရဘူးမြို့သမီးတယောက်ကဘဝဟာ ်ပန်းလေးလိုပဲပန်းမွန်လေးလိုပဲနူးညံ့တယ်မျိုးသမီးငယ်လေးပေါ့နူးညံ့တယ်ဒီပန်းလေးလိုဆိုသူခုစိတ်မခံရတဲ့အရာမှာခုစိတ်မခံသင့်ဘူးဒါပေမဲ့အဲ့ဒါယူမှာခုစိတ်ခံရအောင်နေမဟုတ်ဘူးရုပ်မှာပါခံရတယ်ဆိုတော့မတ်ရိုက်တာလို့ပေါ့လေဒါတော့မတ်ရိုက်တဲ့ကလေးတွေရဲ့ကလေးတွေဝေးထားတဲ့မိဘတွေအနေနဲ့တခြားစားဖို့လိုတယ်ငါတို့တော့တကယ်ရုပ်မှာကလေးတွေဝေးထားမိပြီပဲဆိုပြီးတော့အဲ့ကလေးတွေနဲ့တူရတန်ရထောင်ထဲကိုထည့်ထားတာကိုပဲပို့တယ်လေဘာမှကုသသမီးဆိုပြီးတော့ဘယ်လိုမတော်တဆဖြစ်လို့မရဘူးကြဒါတွေကမတော်တဆဘူးဒါရွေးချက်ရှိရှိလုပ်တာကလေးကလေးချင်းမှားတာတော့မှာပဲမှားတာကိုတော့ကျွန်တော်တုံတုံနဲ့ကိုမပြောတာလို့ညက် အုပ်စုဖွဲ့လည်းမနှင်းချင်သေးတယ်ဗီဒီယိုလည်းရိုက်သေးတယ်ပြီးရင်ဗါတဲ့ဟို Telegram မှာရှောက်တင်လိုက်သေးတယ်ဟာခင်ဗျာဘလို့မရိုက်နေကိစ္စကြီးလဲဒါ social media တွေသုံးတယ် TikTok Facebook YouTube အဆက်ရှိအဲ့ဒါတွေသုံးပြီးတော့ social media တွေကနေပေးလိုက်တယ်ဆိုချိုးနေအဲ့ကလေးတွေအဲ့လိုဖြစ်သွားတာဒါကြောင့်ကျွန်တော်စိုးရတယ်ကျွန်တော်လုံးဝလက်မခံပါဘူးအဲ့တော့တက်ဆိုင်ရအားလုံးရဲ့ဖွဲ့စည်းရနေတယ်ဒီကိစ္စကြီးပေါ်မှာ GA ပေးဖို့လို့ညှိနှိုင်းတာမျိုးလို့ခင်ဗျာလုပ်ရတော့ခင်ဗျာမရိုက်နိုင်ပါဘူးမလုပ်သင့်ဘူးဒါဥရီနဲ့ညီပဲသွားတင်တယ်ဥရီတိုင်းပဲဖြစ်တင်တယ်အသက်ငယ်သေးလို့ဘာလို့လာမပြောပါနဲ့အသက်ငယ်ရယ်ဆိုမြဲခင်ဗျာအုပ်စုဘက်မရင်းချင်းမှုရှိတယ်တွေးရတဲ့အုံတော့ဗီဒီယိုရိုက်ဖို့တွေးတဲ့အုံတော့ Telegram မှာတင်းမတွေ့တဲ့အုံတော်ကအသက်ငယ်သေးလို့ဆိုတဲ့စကားနဲ့တော့လမ်းပြောနေအဲ့ဒီအသက်ငယ်လို့ဆိုအဲ့တော့ချီးတွေ့စားမှာကလို့မေးရအသက်ငယ်သေးလို့ခလေးပဲမသိပါဘူးချီးတွေ့စားမှာလားအခုချီးတွေ့မစားဘူးအဲ့တော့မိဘတွေကလည်းကိုကျင်းစာတရရှိမှုလို့ပဝန်းကျဲတိုင်းဝန်နေရတာကိုကျင်းစာတရနဲ့စဉ်းစားရမယ်စင်ရင်တို့တရနဲ့စဉ်းစားရမယ်ရတဖို့ဝင်တတ်တောင်းချင်းလူဥပဒေပိုင်းရလူတွေစင်ရင်တို့တရနဲ့စဉ်းစားရမယ်ဥပဒေနဲ့အညီပဲထောင်းနဲ့ထည့်ထားထည့်ထားရမယ်ထည့်တယ်နဲ့ထည့်ထားရမယ်ပြီးတော့ဒါမျိုးတညာဖို့မစဉ်းစားပါနဲ့တိတိကျကျပဲရည်ယူပါဒါမျိုးပဲကျွန်တော်ကြိုက်ပါတယ်ဆိုတော့ဒါကြီးကတော့လုံးဝလက်မခံတဲ့ကိစ္စအကြောင်းသားတွေကြားထဲမှာဒီလိုဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ရင်လည်းစာသင်ကျောင်းတွေမှာ ကျောင်းဆရာဆရာမတွေတင်းကျပ်မှုတွေပြန်ပိုင်လို့လိုရပြီလားလို့ကျွန်တော်မေးရတော့မယ်။ဟုတ်ဆိုကဲကျောင်းနေမှာသမီးစားထားတဲ့ကိစ္စတွေတင်းကျပ်ဖို့လိုပြီလားဆိုတော့မေးပါဦး။ကျောင်းနေမှာသမီးစားထားကြတာမျိုးတွေကဒါတင်းကျပ်ဖို့တင့်တလားဆိုရင်ကျွန်တော်တို့ငယ်တော့တင်းကျပ်ခဲ့ရတာပဲ။တင်းကျပ်ခဲ့တာကျောင်းတောင်းကျောင်းသားတောင်းလို့ကြောက်သမီးသမီးစားထားလို့ရှင်ဆရာကြီးကျောင်းထုတ်ပြမယ်ပါ냐ဆိုကျွန်တော်ကကြောက်ပြီးတော့မလေးမထားရပါဘူး။ထားချင်တာမထားရဘူး။တခါလေငွေချင်းနဲ့ easy key လောက်မှမနေဘူးပါဖြစ်။ဒါပေမဲ့လေထားကြပါဒီရတဲ့လေထားကြပါလေ။ဆရာကြီးကလေဒါပြောခွန်းလို့ကြပါလေ။စိုးသွားတဲ့ခရီးတွေမဟုတ်ဘူးဆိုတော့ဒီခွန်းလို့ကြပါ။တော်တော်ပြောတော့ဒါပေမဲ့သို့တော်မဖြစ်သင့်ဘူးဆိုတော့ပြောကြတယ်။ တော့ဒါကလေးတငယ်ဥပရိယရောတငယ်မရင်းဥပရိယမရင်းမှုမျိုးစုံရအောင်အုပ်စုဖွဲ့ပရမတ်ကျင့်မှုတွေရောကျွန်မဒီဒီ social media ပေါ်ဗီဒီယိုရိုက်တင်တဲ့66တွေရောအဆုချက်ခဏရအောင်အမှုပေါင်းများစွာတက်ပြီးတော့ဖွင့်ပလိုက်လို့ရပါတယ်ဆိုတော့ဖွင့်လို့ပြောရင်တော့တိောက်လေးဥပရိယလို့ပြောတော့ကျွန်တော်တိုင်တော့ပါတယ်ဒါမျိုးတွေကိုလွှတ်ထားဖို့မသိဘူးပြီးတော့မိမာတွေအားလုံးဒီဒီဥဒ္ဒံကြီးတွေမိမာတွေအားလုံးခဏတော့မှသာသမီတွေမွေးထားရင်ကျွန်တော်မှလည်းသာသမီမွေးထားတယ်ကျွန်တော်သာသမီမွေးတိုင်းနှစ်ချက်ကိုချင်းစာတရားရှိပါနှစ်ချက်နှစ်ချက်ကပါလဲဆိုတော့မိမဆုံးမှာမဆုံးမှာသာသမီမဖြစ်အောင်ကိုယ်သာသမီကိုဆုံးမှာပါ ူတင်တုံနေဆုံးသွားတာပါအဲ့တော့မိနေဖားမှာမဆုံးပါလို့ရှိရင်မိမဆုံးမှာဖားမဆုံးမှာသားလေးဖြစ်တတ်တယ်အဲ့မိမဆုံးမှာဖားမဆုံးမှာသားလေးကမယိုင်းရန်ကားပြီဆိုရင်ရှင်းရှင်းပြောရရင်အကုန်လုံးတော့ကားလေးရောက်ရတယ်အဲ့တော့မိမဆုံးမှာဖားမဆုံးမှာသားလေးမဖြစ်အောင်လို့တော့ဒီလေချားလို့ဆုံးမှာထားကြအောင်တိုက်တော့ပါတယ်ပြီးတော့ဟိုဥပဒေကြောင်းရတယ်ထိရောက်တဲ့ရည်မှုတွေကိုမိဘတွေကိုယ်တိုင်ကပေါင်ပူပေါင်းပါအောင်ပြရမှာဖြစ်ပါတယ်ဒါအမှန်တရားပါနော်အဲ့တော့ဒါလေးကိုကလင်းငယ်ကျုလူနဲ့ခါရတဲ့ကလင်းငယ်မလေးတို့တော့စေဝေါင်းဖြစ်ပါတယ်ဒါပေမဲ့ဒီကလင်းငယ်မလေးနဲ့ပတ်သက်ရင်လည်းလူအတိုင်းဝိုင်းနေလည်းဘာလို့မဆိုဝိုင်းဖေးမှာဖေးကူပါဒီကလေးမလေးမလို့ချင်ဘူးမလို့ချင်တဲ့ဖြစ်တဲ့ကိစ္စရှင်းပြရရင်ကဘာမှအမျိုးသမီးတယောက်က no ဆိုရင် no ပါ no တာအောင်ဆုံး ခင်ဗျာကိုယူထားတဲ့မိမပဲဖြစ်နေကြတာ तू က no လို့ပြောရင်ခင်ဗျာလက်ဖြားနဲ့တော့မထီတာအောင်လို့ဒါမှရိုင်းတယ် तू no तू စိတ်ဆန္ဒမပါဘဲနဲ့တွက်လို့ရင် no ဆိုတာကိုတွက်လို့ရင်အုပ်စုပဲလုပ်တယ်ဆိုရင်ဒါမှရိုင်းတာရုံမှာလို့ခေါ်တယ်အဲ့အဲ့ဒါကိုလောကခွင့်ပြုတယ်မရိုင်းချင်းကိုယ်ယူကမ်းမှမရှိဘူးမျိုးသမီးတွေကိုကျွန်တော်မရိုင်းကိုယူကမ်းမှမရှိဘူးမျိုးတွေမှာတာမှုထားခွင့်လေးစားခွင့်မှရှိတယ်လေလို့ကျွန်တော်တို့တိုက်တော့မှာဒါကျွန်တော်ကြုံတိုက်တဲ့ကိစ္စပြောတာပါအဲ့တော့ကျွန်တော်ဒီနေ့ quality အပိတ်လေးကတော့ဒီပီတုံးလုံးကိစ္စပါပီတုံးလုံးကိစ္စတော့ပီတုံးလုံးကအခုသတင်းစာရှင်းလင်းပွဲလုပ်မယ်လို့အချမ်းမြင်ပြောပါတယ်ကျွန်တော်တို့အခု media တွေစဖိတ်ပါတယ်ဖိတ်လို့ကျွန်တော်ဒီနေ့ပြောတာပါပီတုံးလုံးက November November တည့်ရနေကြရင် ို့မှတည့်နေမှာ Sky Star Hotel မှာ media တွေနဲ့သင်္သာရှင်တွေလုပ်ပါမယ်အဲ့ဒါပိုင်းနှပိုင်းလုပ်ပါမယ်ဆိုပြီး media တွေစဖိတ်ပါတယ်နော်ပြီးတော့လုံးကိစ္စပေါ့နော်ပြီးတော့လုံးကသူတို့ကြသူလောက်လာတယ်အဲ့ဒါဘာလဲဆိုတော့ Sky Star media သူကသူတို့သင်္သာရှင်တွေဘွဲရတော့ဒီတော့လုံးရွေးကောက်ပွဲကျင်းစားတဲ့မိတ်ဆက်ပွဲကို Sky Star မှာပြုလုပ်မယ်တဲ့တဲ့ကိုတရင်ပြူပေးကြပါတယ်သူပြောတယ်တဲ့ကိုမဲ့စီးရင်ကိုလည်း30တရက်နေနောက်ဆုံးထားပြီးတော့ညနေနေ့တောင်းတာနောက်ဆုံးလိုက်စီးရင်ပို့ပြီးပါလို့ပြောတယ်ပြီးတော့ဒီသင်္သာရှင်တွေဘွဲအပိုင်းနှပိုင်းနဲ့လုပ်ပဲလို့ပြောပါတယ်အဲ့တော့ပထမပိုင်းကတော့ဟိုပါတီဥက္ကရာဒေါက်တာသက်ခိုင်နဲ့တိတဲ့အမေအဖြစ်အစီအစဉ်ကို Sky Star Hotel ရဲ့ VIP Room 2ခန်းမှာ လုပ်နေတဲ့ဒုတိယပိုင်းကတော့နေ့လည်နှစ်နာရီမှာဘောရောမှာယူကော့ဝက်ချင်တာစမ်းချင်ကြပဲဆိုတော့ဒေါက်တာခိုင်နဲ့အင်တာဗျူးပေါ့နော်တိတဲ့အင်တာဗျူးအပိုင်းတစ်ခုရေလုပ်မယ်ဆိုတော့ဒေါက်တာခိုင်နေနဲ့မီဒီယာတွေနဲ့မေးခွန်းတွေကိုဖြေဖို့သူပြင်ထားပြီဆိုတဲ့အတိတ်ပဲတက်ရောက်တယ်ကျွန်တော်သိရတယ်တော့ဒေါက်တာခိုင်နေနဲ့ကလည်းစီးပွားရေးလုပ်ရင်းနဲ့အကျိုးရှိရဆိုတော့သူတို့မှရှိတယ်ကျွန်တော်သိထားပါတယ်ပြီးတော့အကျိုးရှိချောက်ချီးရဆိုတော့ကျွန်တော်သိတယ်အဲဘန်တစ်ခုထဲနဲ့မကောက်သူအကျိုးရှိလက်ချီးနေနေရ၄၅၆ပြည်မကရှိတယ်လို့ကျွန်တော်ကြားပါတယ်နိုင်ငံသားဘက်ကလည်းနိုင်ငံသားတွေမှလည်းသွားချီးတယ်လို့ကြားပါတယ်အဲ့တော့အကျိုးရှိအများကြီး ချိတာတော့ရှိတယ်။ဒါပေမဲ့လူစီးပွားရေးသမားတွေကပတ်စံအကျွေးချိရတော့မထူးခြားပါဘူး။တို့တော့ရွေးကောက်ပွဲဝင်သွားပြီဆိုရင်တော့ရွေးကောက်ပွဲဥပဒေကတော့စောင့်နေတယ်ဗျ။အဲဥပဒေကြောင့်ပဲညှိဆုံးသွားတဲ့အခါသူတို့သွားတာ။အဲ့တော့ကျွန်တော်ရှိမှပြောခဲ့တယ်။ဒါပေမဲ့ဒေါသသက်ခံနေလေ၊ तू ပေါ့ရောက်ရတယ်၊ဘာပေါ့ရောက်ရလဲ။ तू ရွေးကောက်ပွဲဝင်မယ်ဆိုရင်ဒီအကျွေးကိစ္စတွေကို तू तू မပါဝင်မပတ်သက်တဲ့သူဖြစ်အောင် तू နေဖို့လိုတာ။ဒါပေမဲ့ तू ကပါဝင်ပတ်သက်သူဖြစ်သွားတဲ့အခါကျတော့အကျိုးကိစ္စတွေမပင်မကင်းတဲ့အခါကျတော့ तू ကကိုယ်ကရွေးကောက်ပွဲနေရာနေပဲဖြစ်ခံရတဲ့ကိစ္စဖြစ်သွားတာ။ပြီးတော့တချို့ကိစ္စကြီးကြတယ်ဗျ။တချို့ကြီးကြတယ်ကွာကိုကူကလည်းဟိုတေချာလေးကြည့်ပေါ့တချို့ကကြရင် ဟိုညောင်ကြီးလေးစား၄တန်းနဲ့နားထောင်ပေါ့ဗျာနော်အဲ့လိုမဟုတ်ရင်တော့မလိုအပ်တဲ့စူးစူးတွေထပ်ပြီးစားရနိုင်ပါတယ်အဲ့တော့ဒါကတော့ကြိုးကြက်လို့ဒီသုံးလုံးပါတီရှင်တွေဘောကြောင့်ပြောရနေဒီလိုတော့